စူးစမ်းရှာဖွေသူတွေရဲ့ပုံပိတ်မှန်လို့လူသိများတဲ့အမေဆုံးကဒန်နာယီဆန်ဆန်စွန့်စားမှုတွေနဲ့ပြည့်နှက်နေတဲ့အပြင် ပြင်းထန်ကြီးမားတဲ့အန္တရာယ်နဲ့ဝိုင်းနေတဲ့နေပဲတစ်ခုလည်းဖြစ်ပါတယ်အမေဆုံးလို့ပြောလိုက်တာနဲ့လှပတဲ့တောတောင်ရေမြေတွေစမ်းချောင်းတွေကိုတွေးမြင်မိကြသလိုတစ်ဖက်မှာလည်းအန္တရာယ်များပြီးအစိတ်ပြင်းတဲ့တောနေတတ္တဝဇန်တွေကိုပြေးမြင်မိကြမှာပါ ဒါကြောင့်ဒီနေ့မှာတော့ကမ္ဘာပေါ်မှာရှိတဲ့ဇီဝမျိုးစုံမျိုးကွဲတွေထဲမှာအမေဇုန်တောထဲမှာနေထိုင်ကြတဲ့ကြောက်စရာအကောင်းဆုံးသံဃာကြီးတွေရဲ့အကြောင်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အမေဆုံးတော်ထဲမှာဘလို့ကြောက်စရာကောင်းပြီးထူးဆန်းတဲ့သွားတော်တွေရှိနေလဲဆိုတာကိုသိကျင်နေဆိုရင်တော့အခုပဲဗီဒီယိုလေးကိုကြည့်လိုက်ရအောင်နော်။နံပါတ်1အစိမ်းအောင်အန်တာကွန်တာမွေး ်အမေဆုံးကအစိတ်ပြင်းပြီးကြောက်ဖွယ်ကောင်းတဲ့အန်ရရှိမွေမျိုးစုံတို့ရဲ့အိမ်လို့လည်းပြောလို့ရပါတယ်အဲ့ဒီကမှအစိမ်းရောင်အန်ဒါကွန်နာမွေဟာဆိုရင်ကြောက်စရာအကောင်းဆုံးဖြစ်ပြီးအရှိပေ30ကျော်အလေးချိန်ပေါင်5ကျော်ရှိတဲ့ကမ္ဘာအကြီးဆုံးမွေကြီးပဲဖြစ်ပါတယ်။သူတို့တွေကတားကောင်ရဲ့အရွယ်စားကိုမခွဲခြားတတ်ပဲဝါမျိုးတတ်ကြသလိုအမေဆုံးမြစ်ထဲမှာလည်းပုံနေတတ်ကြပါတယ်။နမတ်နှစ်ပီယန်ဟာ9 အမေဇုန်မြစ်ရဲ့နေရာအများစုကိုစိုးမိုးထားတဲ့ဒီငားတွေကတော့မိနစ်ပိုင်းအတွင်းမှာတင်လူအသားအလုံးကိုအယိုးစုတွေပဲကြံတဲ့အထိကိုက်ချားနိုင်ကြပြီးလူသားနဲ့တခြားနိုးတိုက်သစွာတွေအတွက်တော့ကြောက်မက်ဖွယ်ကောင်းတဲ့သားရဲတွေပဲဖြစ်ပါတယ်။နံပါတ်3လျှက်စင်ငရှင် တကယ်ငါရှင်းမဟုတ်ဖဲငါမျိုးစားတစ်မျိုးဖြစ်ပြီးဒီထိတ်လန့်စရာကောင်းတဲ့ငါကသူ့ရဲ့လျှက်စစ်ထုတ်တဲ့ဆဲတွေကနေတဆင်ဓာတ်အား600ဘိုအထိထုတ်လွှင့်နိုင်ပြီးဒီအားကပုံမှန်ပလက်ပေါက်ထဲကလျှက်စစ်ထက်၅ဆပိုများပါတယ်အမေဆုံးမြင့်ရဲ့နတ်ဆိုင်တဲ့နေရာတွေမှာနေထိုင်တဲ့လျှက်စင်ငရှင်တွေကကြောရိုးမဲ့တွေငါးတွေနဲ့နိုးတိုက်သတ္တဝါတွေကိုစားတောက်တတ်ကြပါတယ်။လူသားတွေအတွက်လည်းအသက်အန္တရာယ်ကိုစိန်ခေါ်နိုင်တဲ့သတ္တဝါတစ်မျိုးပဲဖြစ်ပါတယ်။ နမတ်3အေယာမကင်းချေများအမေဆုံတော်ထဲမှာကမ္ဘာအကြီးဆုံးကင်းချေများတွေလည်းစစားလေးရှိကြပါတယ်။အရှိအနေနဲ့30စင်တီမီတာအထိကြီးထွားတတ်ပြီး646ချောင်းထက်မနည်းပါဝင်တဲ့ဒီတတဝါတွေဟာတစ်တောမြေတစ်ချောင်းမှာလှင်မြန်စွာနဲ့ပြေးနေတတ်ကြပါသေးတယ်။နမတ်4ဘူးရှက်ငမန်အမေဆုံကကမ္ဘာပေါ်မှာရှိတဲ့အန္တရာယ်အရှိဆုံးငမန်တွေရဲ့နေရာလေးဖြစ်ပါတယ်။ ဘူးရှန်လို့ခေါ်တဲ့ငမန်းမျိုးစိတ်တစ်မျိုးဟာအရှေ့ဆက်တပေတီရှည်လျာပြီးပေါင်900နီးပါးရှိပါတယ်။ဒီငမန်းမျိုးဟာရန်လိုတက်ပြီးရေတိမ်မိုင်းကိုနှစ်သက်တာကြောင့်မလို့လူသားတွေကိုကံယိုလန်းအနေဆွဲချပြီးတိုက်ခိုက်တတ်ကြပါတယ်။နမတ်ငါတာရန်တူလာပင့်ကူအမေဇုန်မိုးတတော်ကိုလာရောက်လဲပတ်တဲ့သူတိုင်းဟာကဘာပေါ်မှာအကြီးဆုံးပင့်ကူဖြစ်တဲ့တာရန်တူလာပင့်ကူနဲ့ရင်ဆိုင်ရဖို့အခွင့်အရေးများပါတယ်။ ဒီပင့်ကိုယ်တွေကအနက်ရောင်နဲ့အညိုရောင်စူးစမ်းနေကြီးမားတဲ့ခန္ဓာကိုယ်တွေကိုပိုင်ဆိုင်ပြီးမြေတွင်ဒါမှမဟုတ်ကြီးမားတဲ့တစ်ပင်တွေရဲ့အတိုက်ပေါ်မှာနေထိုင်တတ်ကြပါတယ်။နံပါတ်6အစိတ်သင့်ဖာဒီတောက်ပြောင်တဲ့သတ္တဝါလေးတွေကတော့မိုးသစ်တော်ထဲမှာအလှဆုံးအကောင်းဆုံးအကောင်လေးဖြစ်ပေမဲ့သူတို့ရဲ့ခန္ဓာကိုယ်တော့သွားမကင်တင်ပါဘူး။ ဒီဖားလေးတွေဟာသူတို့ရဲ့အရေပြားကနေတစင်ပြင်းထန်တဲ့အစိတ်တွေကိုထုတ်လုံနိုင်ပြီးလူတယောက်ကိုမိနစ်ပိုင်းအတွင်းမှာတင်နှလုံးဖောက်စေနိုင်ပါတယ်။သူတို့ရဲ့အစိတ်ကဆိုရင်လူသား၁၀ယောက်လောက်ကိုတတ်နိုင်တဲ့အထိအောင်မှာစွမ်းထက်လာပါတယ်။နံပါတ်9မွေပွေးဒီမွေပွေးတွေကတော့အရှိတပေကနေ၁၂ပေထိကြီးထွားနိုင်ကြပြီးသူတို့ရဲ့အစွဲတွေမှာပြင်းထန်တဲ့အစိတ်တွေရှိပါတယ်။ အမေဇုန်မိုးတစ်တော်ထဲမှာတွေ့ရှိရတတ်တဲ့တွင်းမွေမျိုးစိတ်အချို့ဟာဆိုရင်အတော်လေးကိုအစိတ်ပြင်းထန်ကြရလို့လည်းပြောကြပါဗါးခုပြပြပေးသွားတယ်အစိတ်ရှိ insect တွေငားတွေနဲ့မွေမျိုးစိတ်တွေကတော့အမေဇုန်တောထဲမှာရှိတဲ့အန်ရရဲ့အရှိဆုံးအကောင်တွေပဲဖြစ်ပါတယ်အမေဇုန်မှာဆိုရင်ဒီတ ত্ত্ব ဝါတွေတင်မကပဲကမ္ဘာအစိတ်ရှိဆုံးပင့်ကူမျိုးစိတ်ရဲ့65ရာခိုင်နှုန်းစက်သစ်တွေနဲ့မိချောင်းတွေရဲ့စက်စားရနေရာလည်းဖြစ်ပါတယ် ဒါကြောင့်အမေဆုံကိုကမ္ဘာအန္တရာယ်အများဆုံးသစ်တော်ကြီးအဖြစ်နဲ့လည်းသတ်မှတ်ထားကြရပဲဖြစ်ပါတယ်။ဒါပေမဲ့အမေဆုံတော်ကိုလာရောက်လည်ပတ်တဲ့သူတွေကိုတော့ဒီသတ္တဝါတွေတိုက်ခိုက်တယ်ဆိုတဲ့သတင်းတွေကြားရတာမျိုးမရှိသေးပါဘူး။သတ္တဝါတွေကလည်းလူတွေနဲ့တွေ့ရင်ကြောက်တတ်တာကြောင့်ရှောင်ထွက်သွားကြတာမျိုးလည်းဖြစ်နိုင်ပါတယ်။အခုဆိုရင်အမေဆုံတော်ထဲမှာတွေ့ရနိုင်တဲ့သတ္တဝါစန်းတွေရဲ့အကြောင်းကိုတင်ဆက်ပေးခဲ့ရပါပဲဖြစ်ပါတယ်။ နောက်ထပ်ဒီလိုဘ ഹു သုတရရစီအကြောင်းအရာလေးတွေကိုသိချင်တဲ့ဆိုရင်တော့ channel လေးကို like and subscribe လုပ်ခဲ့ဖို့လည်းမမေ့နိုင်ဘူးเนาะ